อ๋อชูอ่ะไอ้โหปုံစံမျိုးမဟုတ်ဘူးชูอ่ะไอ้โหမျိုးလက်ခံနေသူမဟုတ်ဘူးဆိုကောင်းကောင်းမွန်မွန်ပဲชูပြောခဲ့อ่ะชูอ่ะไอ้โหမျိုးလာပြောလို့ရှင်ชูอ่ะဘယ်တော့မှไอ้โหမျိုးလှုပ်ရှားမဲ့သူလည်းမဟုတ်ဘူးစပွန်ဆာယူမဲ့သူလည်းမဟုတ်ဘူးကိုယ့်ရည်ချက်နဲ့ကိုယ်တက်မယ်ပေါ့เนาะအဲဘယ်တော့မှလည်းไอ้โหမျိုးအဲလာပြောတဲ့သူတွေကရှိပါတယ်ဒါကတော့သူတို့အပြစ်သွားပြောလို့မရဘူးသူတို့ကတော့ဒါရမလားဆိုပြီးတော့ဒါစပွန်ဆာပေးကြတာပဲလေလူပညာသမားမှန်လို့ရှင်စပွန်ဆာရှိကိုရှိရဆိုတာဒါဝက်လုံးနဲ့ပတ်ရန်လို့မှမရတာအဲအနေထားအရန်တိတာလုံးနဲ့ကွာအဲဘယ်လိုပြောရမလဲတချို့တွေဆိုလို့ရှင်ဘာအလုပ်အကင်မှမရှိဘူး ွဲနဲ့ဟိုခီးကြီးတွေထွက်တယ် branded 8တွေကင်နေတဲ့တွေလည်းအများကြီးရှိရပဲလေဒါသူတို့တော့ပြောလို့မရအပြစ်ပြောလို့မရဘူးဒါသူတို့ရဲ့ပျော်ရွှင်မှုသူတို့ရဲ့လက်ခံမှုပုံမှာပဲမူတည်ရပါပေါ့လေဟုတ် လူပညာသမားမှန်လို့ရှင်စပွန်ဆာရှိကိုရှိရဆိုတာဒါဝက်လုံးနဲ့ပတ်ရမ်းလို့မမရတာအအနေထားအရင်တိတာလုံးနဲ့ကွာအဘယ်လိုပြောရမလဲတချို့တွေဆိုလို့ရှင်ဘာအလုပ်ကင်မှမရှိဘဲနဲ့ဟိုခီးတွေထွက်တယ် branded 8တွေကင်တဲ့သူတွေလည်းအများကြီးရှိရပဲလေဒါတို့တော့ပြောလို့မရအပြစ်ပြောလို့မရဘူးဒါတို့ရဲ့ပျော်ရွှင်မှုတို့ရဲ့လက်ခံမှုပေါ်မှာပဲမူတည်တာပေါ့လေဟုတ်ကလူကိုကြောပြေးစားတယ်ကျန်ဩချူကအဲ့လိုပုံစံမျိုးမဟုတ်ဘူးချူကအဲ့လိုမျိုးလက်ခံတဲ့သူမဟုတ်ဘူးဆိုကောင်းကောင်းမွန်မွန်ပဲချူပြောခဲ့တာချူ အဲ့လိုမျိုးလာပြောလို့ရှင်ချူကဘယ်တော့မှအဲ့လိုမျိုးလှူစားမဲ့သူလည်းမဟုတ်ဘူးစပွန်ဆာယူမဲ့သူလည်းမဟုတ်ဘူးကိုယ့်ရည်ချင်းနဲ့ကိုတက်မယ်ပေါ့နော်အဲဘယ်တော့မှလည်းအဲ့လိုမျိုးအဲလာပြောတဲ့သူတွေကရှိပါတယ်ဒါကတော့သူတို့အပြစ်သွားပြောလို့မရဘူးသူတို့ကတော့ဒါရမလားဆိုပြီးတော့ဒါစပွန်ဆာပေးကြတာပဲလေဆိုတော့အဲ့ဒီပုံမှာမူတည်ပြီးတော့ကိုကတော့ဟိုသူတို့ဆဲဆိုပြီးတော့အာနင်တို့ကငါ့ကိုဘာလို့အဲ့လိုလာပြောဆဲဆိုနေလို့မရဘူးအဲညီမအဲ့လိုမဟုတ်ဘူးညီမအဲ့လိုပုံစံမဟုတ်ဘူးစုံစမ်းကြည့်ပါဘယ်တော့မှလည်းတခါမှအဲ့လိုမျိုးမလုပ်ဘူးဆိုပြီးကောင်းကောင်းမွန်မွန်ပဲပြောခဲ့တာပဲရှိတယ်။သူတို့ကလည်းအဲ့ဒါကြီးကိုနင်းပြီးတော့အာ လုတ်ကိုလုတ်ရမယ်ယူကိုယူရမယ်ဆိုတာမျိုးအဲ့လိုမျိုးစော်ကားမော်ကားလောက်တာမျိုးမရှိဘူးအဓိကကိုကိုတိုင်းအနေမှန်ဖို့လူတာပေါ့လေကိုကိုတိုင်းကောင်းကောင်းမွန်မွန်ပြောဆိုပြီးညင်တို့ကဘာမှနှောက်ရှက်မှာမဟုတ်အဓိကလက်ခံတဲ့သူပေါ်မှာပဲမူတည်ပါတယ်အေးပေါ့ငငယ်တုန်းကတော့အဲမရင်ချက်တဲ့အချိန်ခင်ခါတော့ချူးမစ်ပူပူနွေနွေရတဲ့အချိန်တုန်းကလည်းအဲ့လိုပြောခံရတာပဲစပွန်ဆာပေးမယ်ယူမလားဆိုတဲ့ဟာမျိုးကြုံတွေ့ရတယ်အဲ့ဒီအချိန်တုန်းကတော့ကိုကဘယ်လိုပြောရမလဲဒီအရာတွေပေါ်မှာပေါ့နော် လိုက်ပြီးခံစားတာပေါ့လေဟဲ့ငါ့ကိုဘာဖြစ်လို့သူတို့အဲ့လိုထင်ရတာလဲငါ့ကဘာဖြစ်နေလို့လဲပေါ့နော်ငါတို့ငါတို့ရဲ့အနုပညာလောကကြီးကဒီလိုစပွန်ဆာယူမှပဲနေရာရတော့မှာလားစပွန်ဆာမယူဘဲနဲ့ရောကို့အရေးချင်းနဲ့ကိုမအောင်မြင်နိုင်တော့ဘူးလားဆိုတော့အရာမျိုးတွေခံစားခဲ့ရတာမျိုးတွေအများကြီးကြုံတွေ့ခဲ့ရဖို့ပါတယ်ဒါတဖြည်းဖြည်းနဲ့ဒီလိုမျိုးအာရင့်ကျက်လာတဲ့အသက်အရွယ်ရလာတဲ့အခါမှာတော့ဒီအရာတွေကဘယ်လိုပြောရမလဲ နောချီနေပြီပေါ့ကြာဘူးနာဝရရှိနောချီအော်လာပြန်ပြီပေါ့သိရမလားအဲ့လိုအဲ့လိုပါပဲအရင်ကစဉ်းစားဖို့မှာပေါ့ငါဘာဖြစ်လို့ဆိုလဲအတွေ့နဲ့ဒါကဘယ်ကြောင့်ဒါကြီးကတဘာဝတစ်ခုလို့တဘာဝတစ်ခုလို့ဖြစ်နေရောဒါကကိုမမဟုတ်ဘူးဒါလူတိုင်းကရမလားလို့ကတော့ပြောတာပါပဲဆိုတဲ့အရာမျိုးတွေပေါ့လေအမိန်ကလေးတယောက်ပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ယောက်ျားလေးလည်းစပွန်ဆာပေးချင်တဲ့သူတွေအများကြီးရှိတယ်မိန်ကလေးလည်းစပွန်ဆာပေးချင်တဲ့သူတွေအများကြီးရှိမှာပဲအဲ့ဒီပုံမှာမှလက်ခံတဲ့သူရှိတယ်လို့လက်မခံတဲ့သူရှိမှာမဟုတ်တာလောက်တဲ့သူကတော့အချိန်တိုင်းတော့ပုံမှာပဲပေါ့နော်ဆိုတော့ ဒီပေါ်မှာမူတည်ပြီးတော့ဒီစပွန်ဆာအရာတွေကကျတော့ဘယ်လိုပြောရမလဲအဲခုနပြောသလိုပဲလက်ခံတဲ့သူနဲ့လက်မခံတဲ့သူပေါ်မှာပဲမူတည်သွားပါတယ်။လူမသိသူမသိနဲ့လက်ခံနေတဲ့သူတွေလည်းအများကြီးရှိသလိုပေါ့နော်။အဓိကကတော့ အာဒီ sponsor ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့အများကြီးတော့အထွေကြုံတော့မရှိပါဘူး။ဆိုတော့ကိုကိုနိုင်လည်းအဲ့လိုပြောခံရတာမျိုးတွေရှိရတယ်။ဒါပေမဲ့ကိုကိုလက်မခံတဲ့အတွက်ဒီຢာတွေကဘာမှဖြစ်လာစရာအကြောင်းမရှိဘူးပေါ့နော်။ညီမရဲ့ဟိုဟိုဘယ်လိုပြောရမလဲ။ကြာရှုံးမှုဝမ်းနည်းမှုတွေကညီမရဲ့ခေါင်းအုံအားအတည်ဆုံးပဲ။ဒါအိမ်ကိုလည်းပြောလို့မရဘူး။ဆိုတော့ကိုဝမ်းနည်းတဲ့အခါတွေကဘယ်လိုပြောရမလဲ။ကိုကိုကိုဘေးနားမှာရှိတဲ့သူတွေကကိုရဲ့ဝမ်းနည်းမှုတွေကိုပြန်ပြီးတော့ကိုကဝင်မမြခြင်း။ကိုရဲ့ပျော်ရွှင်မှုအောင်မြင်ခြင်းတွေပဲဝင်မြခြင်းနဲ့ကိုပြိုလဲလို့ရှိရင် ကိုဗီနာမှာရှိတဲ့သူတွေကလည်းပြိုလဲမယ်ဆိုရဲစိတ်နဲ့ဒီအနုပညာလောကကိုညီမအမြင်နဲ့ပြောပါရယ်ရှောက်လန်းလာတာအခုဆိုအရင်တော့ရှက်နှစ်အခုဆိုလို့ရှိရင်၉နှစ်၉နှစ်တာဆက်နဲ့ဝင်ကျင်ပြီးပါဖြစ်နေပြီလွယ်လွယ်နဲ့ဒီနေရာကိုရခဲ့တာမဟုတ်တဲ့အတွက်ညီမအယံတန်မိုးထားတယ်ဟိုတခုခုဆိုလို့ရှိရင်အာဘယ်လိုပြောရမလဲဒီ sponsor ကြောင့်ပဲဖြစ်ဖြစ်တယောက်ယောက်ကြောင့်ပဲဖြစ်ဖြစ်နေရာရလာခဲ့ရဆိုရင်တော့တိမ်ငယ်နေရအောင်ပဲတစ်ချိန်ချိန်မှာနာမည်ထွက်ခဲ့ရဆိုရင်တော့အော်သူ့ကြောင့် तू ကဒီလိုဖြစ်သွားတာပါအရေးချင်းရှိရမဟုတ်ပါဘူးဆိုတဲ့အဟာတွေက ညီမညီမဘွားမှာဘယ်လိုဘယ်လိုချူဘွားမှာအဲ့လိုဘယ်တော့မှရှိလာမှာမဟုတ်ဘူးအဲ့လိုမျိုးပြောလာခဲ့လို့ရှိရင်လည်းချူကပြန်ပြောနိုင်တယ်ငါငါရည်ချင်းနဲ့ငါဖြစ်လာတာလက်ညှိုးထိုးပြလေငါ့ကိုဘယ်သူကတင်ပေးလို့လဲဆိုရဲဟာမျိုးတွေချူပြောရဲတယ်ပေါ့ပြောရဲတဲ့တတိရှိရဲပေါ့ချူဒီလိုမျိုးအခုဒါချူစူးစားရမယ့်ပန်းနိုင်အများကြီးရှောက်ရအောင်မှာဒါပေမဲ့ဒီလိုနေရာမျိုးမှာချူရက်တည်နိုင်တယ်ဆိုရဲအနေထားမျိုးတွေချူရဲ့အရေးချင်းကြောင့်ချူရရှိလာတာဖြစ်တဲ့အတွက်အမြဲတမ်းနောက်လှည့်ကြည့်ရင်ချူကိုချူအမြဲတမ်းလိပ်ပြလုံးမယ် အာဒီကပူးလေးကဒီထဲမှာကျတော့ဟိုဘယ်လိုပြောရမလဲအာပတ်စံရှိရယ်တထေးသမီးတယောက်ပေါ့နော်ဒါပေမဲ့အာဒီကိုနေဝင်းကိုနေဝင်းနဲ့မိဘတွေရာသဘောတူထားပြီးတော့ကိုနေဝင်းကိုဟိုကိုကတစ်ဖက်သက်ကြိုက်ရတာပေါ့ကိုနေဝင်းကကျတော့ဒီထဲမှာသူကနည်းနည်းအပျော်ပါလေးကိုပို့ပြီးတော့မှတ်တယ်သူက main ကလေးတွေပေါ်မှာတိတ်ပြီး serious တိတ်မထားဘူးအာကိုကိုနဲ့ကအမြဲတမ်းတဘူးတော်တော်ရရှိနေရယ်ဆိုပေမဲ့နောက်ပိုင်းသူချစ်တဲ့သူတကယ်တွေ့တဲ့အခါမှာ ကိုကပြန်ပြီးတော့အဲကိုကိုတကယ်ချစ်တဲ့အချစ်ကိုအာပြန်ပြီးသူ့နားလဲအောင်လို့ပေါ့နော်ပြန်ပြီးအဲလက်စားချေရည်လည်းပါတယ်ပြီးတော့နောက်ပိုင်းဒီ trips လောက်ထားတဲ့အရာတွေကိုလည်းကိုကပြန်ပြီးတော့ကယ်ရမယ့်အရာလေးပေါ့လောက်ကကတော့တော်တော်လေးအာမိုက်ပါတယ်အာအခုချိန်ဒီဟုတ်တယ်ချူဒါပါပြည့်အာအကောင်းဆုံးစ조사နေရယ်ဒီဒီလိုနေရာလေးတနေရာရလာတဲ့အတွက်လည်းတကယ်ကိုအာကိုကိုကိုကုန်းယူပါရယ်အတိုင်းမသိလဲဝမ်းသာပါရယ်ဟုတ်